ဥပဒံတေသူနိပတိမြင့်နေတဲ့လူတွေကြားထဲမှာနှိမ့်စွာနေရမယ်တဲ့အဲ့ဒါကဘာပြောတာတုံးဆိုတော့မမာနတို့ဖြင့်မြင့်မားနေတဲ့လောကကြီးမှာမမာနတို့ဖြင့်မြင့်မားနေတဲ့လူသားတွေကြားထဲမှာနိပတိမိမိရဲ့မမာနကိုနှိမ့်ချပြီးတော့နူးညံ့သိမ်မွေးစွာ နေရမယ်လို့ပြောတာတော့မာနတို့ဖြင့်မြင့်မောက်နေတဲ့လောကကြီးမှာမမာနကိုနှိမ့်ချပြီးတော့နေရမယ်လို့ပြောတာလေ တော့ဦးရှင်တို့ပြည်သက်ပေါင်းတော်တော်တို့လောကကြီးမှာနောက်တတ္တဝါတွေဆိုတာကသူသူကိုကိုကိုဟာလေးနဲ့ကိုတော့ဟုတ်ကြီးထင်နေတဲ့အတွက်ကြောင့်မန်ဆိုတာကတော့ရှိနေတာ။နောက်မာမာနာကနောက်နာဂန်တောင် ပေသေးတာမဟုတ်။ယဟန္တာဖြစ်မှပေတာ။ဒါကြောင့်မာနာကင်းတဲ့လူရဲ့လူကတော့ပုထုရှင်တွေနဲ့မှမရှိနိုင်ပါအောင်။သို့တော့မာနာကနောက်အယံမြင့်မောက်နေတဲ့အတိမာနာဖြစ်နေတာမျိုးဆိုရင်တော့တဘာဝမကြဘူး။ ်ပုထုရှင်မို့လို့မမနာကိုမပေးရသေးလို့မနာရှိနေတာကတမျိုးသို့တော့မမနာကလွန်လွန်ကဲကဲကြီးကိုပဲเนาะဖြစ်နေတယ်ဆိုရင်တော့ဒါတဘာဝမကြတော့ဘူးဟုတ်လားဒါပေမဲ့လူတွေကတော့ကိုယ်ထင်တဲ့ကိုကိုယ့်ဟာနဲ့ကိုယ်အဟုတ်ကြီးထင်ပြီးတော့မနာတွေကတော့ရှိနေကြတာ